ါခင်ဗျာ career bay ict professional trainer တွေပြီးတော့ကျွန်တော်ပြန်လေးကျေးဇူးလိုက်ပါတယ်ကျွန်တော်အလားမျိုးပြပါတယ်ခင်ဗျာ okay ကျွန်တော်တို့ဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ပေါ့နော် useful connector ဒီ connector တွေကဘာနဲ့မတူလဲဆိုတော့ကျွန်တော်အရင်ကပေါ့နော်အရင်တစ်ခေါက်ကကျွန်တော်ပြောခဲ့တဲ့ဒီ motherboard connector တွေနဲ့တူမှာမဟုတ်ပါဘူးဒီ connector တွေကကျွန်တော်တို့ဒါကအပြင်ပေါ့နော် install နဲ့အနေနဲ့အသုံးပြုရတဲ့ connector တွေဖြစ်ပါတယ်ဒါမျိုးဆိုလို့အနေနဲ့ဘုဒ္ဓရရအောင်ဆိုတော့ဝင်ပြောပေးခြင်းဖြစ်ပါတယ် okay အခုကျွန်တော်ဆက်ပြီးတော့ပြောပေးခြင်းတဲ့ connector ကဒါတွေကကျွန်တော်တို့ analog ဘောနော် analog phone တွေမှာတက်စင်အသုံးပြုလို့ရတဲ့ကွန်ဒါမျိုးစားတွေဖြစ်ပါတယ်။တခုကတော့ကျွန်တော်တို့ RJ11 မှာနောက်တခုကတော့ RJ အ RJ14 မှာပေါ့နော်နောက်ခုရှိပါတယ်။ဆိုတော့အမှတခုကျွန်တော်ပြောချင်တာက RJ11 ပေါ့နော် RJ11 RJ11 ကကြတော့ RJ ရဲ့အရှိတ်ကသူ register check လို့ခေါ်ပါတယ်။အဲသူ့မှာကကျွန်တော်တို့အများဆုံးအဖြစ်ကသူ့မှာ sit position ဆိုတာကသူ့မှာ slot လေးပေါ့နော်ကျိုးတွေထည့်သွင်းအသုံးပြုရမယ့် slot လေး6ခုပါပါတယ်။ ဒါပေမဲ့သူကအဲဒီကြီးပြားလေးရကျတော့ဗျာနှစ်ခုပဲပါတယ်အတွက်သူ two contractor လို့ခေါ်ပါတယ်နော် six position two contractor လို့ခေါ်ပါတယ်နောက်တစ်ခုကကျတော့ RJ 40 40ပါနော် RJ 40ကကျတော့ဘာလဲဆိုတော့သူလည်း RJ က register ချက်ပါပဲ40ပါနော်သူ့ကိုကျတော့ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ six P4C လို့ခေါ်ပါတယ်သူကကျတော့ကျွန်တော်တို့ six position position ကတော့ six ခြောက်ခုမြောင်းကတော့ခြောက်မြောင်းရှိရဲ့ဒါပေမဲ့အဲဒီပေါ့နော်ကျွန်တော်တို့ကြီးကြီးအဲဒီ copper ချိုးတွေထည့်လို့ရတယ် slot ကကျတော့ကျွန်တော်တို့၄ချောင်းပဲပါနော်၄ခုပဲပါအဲ့တော့သူ့ကို six P4C လို့ ိုခေါ်ပါတယ်သူတို့ကတော့မြောက်တော့ပြပမာအသုံးပြုလို့ဆိုတော့ကျွန်တော်တို့ analog phone တွေမှာသုံးတယ်ပြီးတော့ဒီ analog phone phone တွေမှာသုံးတယ်ဆိုတော့ analog phone တွေမှာကျွန်တော်တို့ဟိုမှာ message တွေမြင်ပူကြပါလိမ့်မယ်ကျွန်တော်တို့ကျိုး phone တွေဆိုရင်ခေါင်းလေးတွေကျွန်တော်တို့ phone မှာ join ပေးရပါတယ်เนาะအဲ့လိုအချိန်ကြီးမှာကျွန်တော်တို့သုံးတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ whatsapp က analog ဆိုတာကကျွန်တော်တို့ဒီ hotel တွေပိုင်းမှာရှိတယ်ပေါ့နော် analog phone တွေဒီ analog cable ကကျတော့ဘာလဲဆိုတော့ phone ပြောမယ်ဆိုစာပါပေါ့နော် ဒီအဖုန်းတွေဒီကျွန်တော်တို့ရုံတရုံမှာရှိရဖုန်းလိုင်းတွေအကုန်လုံးကဒီ gateway ကနေထွက်တာပေါ့နော်ဥမာ gateway ဆိုရင်ကျွန်တော်တို့ဥမာ16လိုင်းရရှိရပေါ့နော်16လိုင်းအထိသွားလို့ရဆိုရင်ဖုန်း16လုံးကိုဒီ gateway တစ်ခုရထွက်တာလေအဲ့လို gateway တွေမှာလည်းကျွန်တော်တို့က RG11 နဲ့ RG14 တွေဒါတွေကိုသုံးတယ်ပေါ့နော်ဒါတွေကိုသုံးပြီးတော့ကျွန်တော်တို့အလုပ်လုပ်တာဖြစ်ပါတယ် Okay နောက်ထပ်အဲကျွန်တော်ပြောပြရမယ့်ကွန်နတာကဘာလဲဆိုတော့ RS232 လို့ခေါ်ပါတယ်လိုကွန်နတာအမျိုးအစားလို့ခေါ်လို့ဆိုတော့ CVL connection ပေါ့နော် CVL connector လို့လည်းခေါ်ပါတယ်အဲသူ့ကိုတော့ ောမယ်ဆိုရင်ကျွန်တော် develop လုပ်တာတော့1969လောက်ကစပြီးတော့ဒီဂျူတွေကိုစပြီးတော့အသုံးပြုလာပါတယ်။ Okay ကျွန်တော်တို့ဒီမှာသုံးနေဆိုရင်ကျွန်တော်တို့ဟို mixture ပေါ့နော်ဒီအနောက်ဟော level မှာဆိုလိုတာ အဲလောကေကျော် TV ခေါင်းမရှိရဆိုရင်ကျွန်တော်တို့ကွန်ဆိုးကွန်ဆိုးဆိုတာကြားဘူးပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအဲ့ကျွန်တော်တို့မှာရှိရဥမာ router တွေ switch တွေပေါ့နော် router တွေ switch တွေအဲ့လိုမျိုးကျွန်တော်တို့ network device တွေတက်စေ network တွေပေါ့နော်ချိတ်ဆက်လုပ်ရတဲ့ device တွေကိုကျွန်တော်တို့က configuration ချနေတာဖြစ်ဖြစ်ဝင်နေတာဖြစ်ဖြစ်ဆိုကျွန်တော်တို့ဘာလို့သုံးရလဲဆိုတော့ဒီလိုကွန်ဆိုးကျိုးကျွန်တော်သုံးရပါတယ်။ဒီကွန်ဆိုးကျိုးပေါ့နော်ဒီကွန်ဆိုးကျိုးတွေကျွန်တော်သုံးရပါတယ်။နော် တကယ်လို့ကိုယ့်ရဲ့ laptop မှာနော်တကယ်လို့ကိုယ့်ရဲ့ laptop မှာ serial ပေါ့နော်ဒီဒီဒီမှာပေါ့ဒီကောင်းလေးပေါ့နော်ဒီကောင်းလေးထိုးလို့ရတဲ့ဟာတခါရဲပါတယ်ဆိုရင်ကျွန်တော်တို့ကအဲတခါရဲပေါ့နော် router မှာကျွန်တော်တို့က router ရဲ့ console ပေါ့မှာဒီဒီဘက်က RJ ပေါ့နော်ဒါ RJ45 ပေါ့ဒီ RJ45 လေးကိုကျွန်တော်တို့ထိုးမယ်ကျွန်တော်တို့ရဲ့ laptop မှာပေါ့ဒါမှမဟုတ်လေ computer မှာကျွန်တော်တို့ serial ပေါ့ထိုးမယ်ဒါမှမဟုတ်များသောအားဖြင့်ကျွန်တော်တို့ laptop တွေမှာ serial ပေါ့ကတခါရဲတမ်းမပါလာဘူးအဲ့လိုမပါလာတဲ့အခါကျရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒီအဲ TV9 ပေါ့နော် TV9 serial ကိုတော့ချိတ်ဆက် အသုံးပြုလို့ရတယ်ကျွန်တော်တို့က laptop ကနေ USB ပဲထွက်မယ်ပေါ့နော် USB ထွက်မယ်ဒီဘက်ကဒီဒီမှာအခုမြင်နေရတဲ့ခေါင်းလေးနဲ့ကျွန်တော်ကဒီကွန်ပျူတာနဲ့ကျွန်တော် join လိုက်ပါနော်ဒီ DV9 ကွန်ပျူတာနဲ့ဒါလေးကို join လိုက်မယ်ဒီတစ်ဖက်ကကြာတော့ကျွန်တော်တို့ router ဒါမှမဟုတ် switch ကို router ကိုတွားရမယ်ပေါ့နော် Cisco ဆို router ကိုတွားမယ် ဒီ network device တစ်ခုစီကိုသွားမယ်ဒီဘက်တစ်ခုကကျတော့ကျွန်တော်တို့ computer လာမယ်ဒီနေရာချင်းကျွန်တော်တို့ကဒီ device တွေကိုဝင်ပြီးတော့ configuration ချနိုင်မှာဖြစ်ပါတယ်ဒါရောမင်းဆိုလို့ကျွန်တော်ထည့်ပြောရဲဆိုတော့ကဘူးသူတော်ရစီကျွန်တော်ပါနောက်ပိုင်းအဲကျွန်တော်လည်းဒီ NE တွေဆက်ပြီးတင်ပြီးလို့ရှိပါတယ်အဲ့လို NE သင်ခန်းစာကြရအောင်မင်းဆိုတို့ဒီ console ဆိုတာပါလဲပေါ့နော်ဘယ်လိုပါဖြစ်လို့ console ကြီးကိုတုံးတာလဲအဲဘာကြောင့်လဲဆိုတော့မင်းဆိုတို့အသေးစိတ်ကြည့်လာမှာဖြစ်ပါတယ်မလို့ဆရာတော့ကျွန်တော်တို့ဒါ A+ ကန်တာဒါမှမဟုတ်ကျွန်တော်ကဘူးသူတော်ရပါစေဆိုပြီးတော့ဒီ computer လေးကိုကျွန်တော်ထည့်ပြောခြင်းဖြစ်ပါတယ်အဲအခုကျွန်တော်တို့လက်ရှိ ဝိုင်းလေးအသုံးပြုနေတကယ်ကိုအသုံးပြုနေပါတယ်ကျွန်တော်စစ်ကိုတွေပါရဝင်နေဆိုရင်ဒီကိုဆိုးကျုံတော့ဝင်နေတကယ်လို့တခြားဆွတ်တွေပါတယ် brand တွေဆွတ် brand တွေပေါ့နော်ဆွတ်တွေနားမလို့ router တွေဒါတွေဝင်လို့ဆိုတော့ဒီကိုဆိုးကျုံပါလိုအပ်ပါတယ်အဲနောက်တစ်ခုကကျတော့ဒီ original ကိုဆိုးကျုံပေါ့နော်ဒီလိုဒီကျိုးကတော့ original ကိုဆိုးကျုံလို့ခေါ်တယ်ဒီကျိုးကကျတော့ကျွန်တော်တို့အရန်ရှာပါတယ်နော်အပြင်မှာတိတ်ဝင်လို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒါတွေကတကယ်တမ်း network device အကြီးကြီးပေါ့နော် network device တွေ ကိုစိုးပေါ်ပါတဲ့နှောင်းဝယ်တွေဝယ်နှောင်းဝယ်တစ်ပတ်စီဝယ်မှကျွန်တော်တို့ကဒေါ်လာနဲ့ပြီးဝယ်ရပါတော့အဲ့လိုဝယ်မှဒီကိုစိုးကျူကရတာဖြစ်ပါတယ်နော်နောက်ထပ်ကျွန်တော်ထပ်ပြီးတော့ပြောပြချင်တဲ့ device အဲပြောပြချင်တဲ့ဒီကွန်ပျူတာလေးရတယ်နော်ကျွန်တော်လက်ရှိနှောင်းဝယ်ကင်လုံးနှောင်းဝယ်လို့ပြောလိုက်လို့ရှိရင် မရှိမဖြစ်သုံးနေတဲ့ဒီကွန်ပျူတာအမျိုးအစားဖြစ်ပါတယ်ဘာကွန်ပျူတာလဲဆိုတာ RJ45 လို့ခေါ်ပါတယ်နော် โอเค RT45 ခေါ်ပါတယ်သူ့ကိုထပ်ပြီးတော့နောက်တစ်မျိုးခေါ်မယ်ဆိုရင် HPAC ကျွန်တော်အရှိမပြောသလိုပဲ HP ဆိုတာကကျွန်တော်တို့သူ့ကိုသူ့မှာကျွန်တော်တို့ဒီပေါ့နော်ဟိုကျိုးထည့်လို့ရမယ်အပေါ့ပေါ့နော်၈ခု၈ခုထိပါတယ်ပေါ့နော် AP AC AC ဆိုတာကကွန်တတာကိုကုစားပြုပါတယ်ဒါကိုပဲဆိုရအရှိတစ်ခေါက်ကဟိုပထမဆုံးကွန်တတာမှာကျွန်တော်ပြောပြပြီးပါပြီ HP ဆိုတာသူ့မှာကျိုးတွေပေါ့နော်ဒီ copper wire ကျိုးထည့်လို့ရမယ် slot က၈ခုပါတယ်နောက်ပြီးတော့ AC ဆိုတာကကျွန်တော်တကယ်တမ်းလေကျွန်တော်တို့ထည့်ပြီးသုံးရတာ၈ခုဖြစ်ပါတယ်အဲ့ကွန်တတာပေါ့နော် 8 position 8 connector ဒါကိုခေါ်ခြင်းဖြစ်ပါတယ် okay သူ့ကိုကျွန်တော်တို့ဒါကအများသောအားဖြင့်ကျွန်တော်တို့ network တမားလို့ပြောရင် networking လောကလို့ပြောရဲဆိုရင်မိတ်ဆွေက network ကိုစိတ်ဝင်စားတယ်ပေါ့နော်ဒီလိုမျိုးဟိုနောက်ပိုင်း network engineer အနေနဲ့အတန်ပေါ်ကြောင့်ပြုဖို့ရှိရဆိုရင်ဒီ connector ကိုမဖြစ်မနေတည်ထားဖို့လိုပါတယ်အဲ့ဟာဘာလဲဆိုတော့ RJ45 ပါဟုတ်ပါတယ်လက်ရှိလဲကျွန်တော်အနေနဲ့လဲဒီ networking level မှာတုံးနေရပါတယ် RJ45 ကကျွန်တော်တို့ switch router တွေပေါ့နော်ဒါတွေအတွက် အကျိုးပြုမှုမကဘဲနဲ့ကျွန်တော်တို့ကွန်ပျူတာရနဲ့ချိတ်ဆက်တဲ့အခါနော်ကျွန်တော်တို့ home user အနေနဲ့ဗျာ home user အနေနဲ့ကျွန်တော်တို့ standalone အဲပြောမယ်ဆိုနောက်ပေါ်နေကျွန်တော်တိဆောက်တယ်ဗောနော်ကိုယ့်ရဲ့အိမ်မှာ router လေးရှိရဲ router နဲ့ကျွန်တော်တို့ DR45 ကိုဆွဲပြီးတော့ကြိုးလေးထိုးပြီးတော့ကျွန်တော်တို့ကွန်ပျူတာမှာ join လို့ရှိရင်ကျွန်တော် internet ရပါတယ်ဒီလောက်ထိကိုသူက support ပေးနိုင်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့သူ့ကိုဖုန်းတွေမှာလည်းတုံးပါတယ်ဘယ်လိုဖုန်းယူဆလဲဆိုတော့ Mr. Network ဘိုင်းကိုနည်းနည်းနားလဲခါကြတိလာပါလိမ့်မယ် IP PA ဆိုခေါ်ပါတ တူအချက်တော့ကျွန်တော်တို့ကအဲပြောမယ်ဆိုရင် IPO ပေါ့နော်ဒီ IP ပေါ့ Internet Protocol ပေါ့ကနေပြီးတော့ကျွန်တော်တို့အဲဒီဖုန်းလိုင်းပေါ့နော်ဖုန်းရဲ့အတန်လေးဒါမှမဟုတ် Communication လောက်တာပေါ့နော်ဒီလိုအပိုင်းတွေမှာကျွန်တော်တို့ကဒီ RJ45 ကိုတုံးပါတယ် Analog ဆိုတာကတော့ကျွန်တော်တို့ကဒါသူက Internet ပေါ်ကသွားတာမဟုတ်ဘူး Copper wire ပေါ်ပဲသွားတာဖြစ်ပါတယ်ကျွန်တော်တို့ကျွန်တော်အရင်ကရှင်းပြတဲ့ Analog ဆိုတဲ့ RJ11 RJ14 ဒါတွေကတော့ Analog ဆိုတာကသူက Copper wire ပေါ်ပဲသွားတာဖြစ်ပါတယ်ဒီဟာကျတော့ကျွန်တော်တို့က RJ45 ကျွန်တော်တကယ်လို့အဲ့ PABH မှာ IPPHBH ဆိုခေါ်တယ်သူက internet protocol ပေါ်ကသွားတာဖြစ်တဲ့အတွက် အင်တာနက်ပေါ်ကသွားတာဖြစ်ပါတယ်နော်အင်တာနက်ပေါ်ကသွားတာဖြစ်တဲ့အတွက်အန်လောထက်ဆိုင်ပို့ပြီးတော့ရေးသွေးကောင်းတယ်ဒါကြောင့်မလို့ဒီနောက်ပိုင်းဒီမှာတကယ်လို့ PABAs IPBABAs တွေတက်တဲ့လူတွေကဒီလိုမျိုး RJ45 တွေတုံးတယ်နောက်တစ်ခုကကျွန်တော်အောက်မှာဒီမှာပြထားတဲ့ဒီ jets လေးကိုမြင်လာလို့ဒီဒါကကျတော့ဗာလဲဆိုကျွန်တော်တို့ဒီ wall socket လို့ခေါ်ပါတယ် wall မှာကျွန်တော်တို့ကဒီ socket လေးကိုကျွန်တော်တို့ mix လို့မြည်ပူပါလိမ့်မယ်ဥပမာ hotel တွေကသွားတဲ့အခါကျရင်ကျွန်တော်တို့ဒီ hotel ရဲ့ဒီနေရာဒီမှာပေါ့နော်ကျွန်တော်တို့အဲဒီ အဲ့ကွန်ဒက်တာဆိုင်လေးရမယ်အပေါင်လေးယူပေါ့နော်ဒီ RG45 တက်လေးရမယ်အပေါင်လေးမြင်ပါလိမ့်မယ်အဲ့လိုအပေါင်လေးယူဒီဖန်တီးလို့ရတဲ့ socket လေးပါဒီ socket ကဒီ socket လေးကိုကျွန်တော်တို့ဝမ်းမှာဆိုင်တယ်ဆိုင်ပြီးတော့မှကျွန်တော်တို့ကအပြင်ကနေပြီးတော့ RG45 ချိုးရှိမယ်ပေါ့နော်ကွန်ဒက်တာရှိမယ်ပေါ့ RG45 ကောင်းပြန်ထားတယ်ကွန်ဒက်တာရှိမယ်ဆိုဒီ socket လေးမှာလာပြီးတော့လာ join ရပါလေလာ join တဲ့အခါကျတော့ကျွန်တော်တို့ဝေးကွန်ပျူတာကိုထပ်ပြီးတော့ အင်တာနက်ကရရှိရဖြစ်ပါတယ်နော်ဟုတ်ပါပြီဒီနောက်ဆုံးအချုပ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ RJ45 ကိုပမာသုံးလဲဆိုရင်စွတ်တွေမှာသုံးတယ် router တွေမှာသုံးတယ်ပြီးတော့ကျွန်တော်တို့အိမ်မှာ stand alone ပေါ့နော် stand alone နေအနေနဲ့စုဟုနှုတ်ဝင်လေးတခုတိစောက်မယ်ဒါဒါဆိုရင်လည်းကျွန်တော်တို့ကဒီ RJ45 ကိုသုံးပါတယ်နောက်ပြီးတော့ file share လုပ်မယ်နော်ကျွန်တော်တို့ကစိတ်နှောင်းမဟုတ်ဘူး file share လုပ်မယ် ်နော်အဲဆိုလိုတာကအဲဒါ functioning ကိုကျွန်တော်နောက်မှာတင်ပြပါမယ်ဆိုလိုတာကျွန်တော်တို့ကဗျာရုံတရုံမှာထားရဆိုရင်ရုံတရုံမှာကျွန်တော်တို့ရှိတယ်ဆိုရင်ကျွန်တော်တို့က D1 file တစ်ခုထဲသုံးတဲ့အတွက်ကျွန်တော်တို့ file sharing ကအဲဒီပြောမယ်ဆိုရင် sound number 2ရဲ့ပေါ့နော် sound number 2ရဲ့ gateway 2ရဲ့ဆိုရင်ကျွန်တော်တို့က file sharing ကိုချက်ချင်းလုပ်လို့ရတယ်ကြိုးတွေတက်စရာမလိုဘူးဒါပေမဲ့ကျွန်တော်တို့အိမ်မှာဆန်းတယ်ကျွန်တော်တို့မှာဟိုမှာမရှိဘူးနော်ဆိုလိုတာကကျွန်တော်တို့မှာ internet မရှိဘူးနော် internet internet လည်းအိမ်မှာမရှိဘူးဗျာမရှိဘူးဆိုရင်ကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့ကျိုး တလုံးနဲ့တလုံးကိုကျွန်တော်တို့ RJ45 ဂျိုချိတ်ပြီးရောပဲကျွန်တော်တို့ internet ပဲရှိပြီပဲလေကျွန်တော်တို့ API ပါပေါ့နော် API PA ဆိုရဲဒီအဲဒီ IP လေးကြာရုံနဲ့ကျွန်တော်တို့ set set ကနေပြီးတော့ဟိုဘက် set ထဲကိုကျွန်တော်တို့လမ်းပြီးတော့ file ကို transfer လုပ်လို့ရတယ်ဒီကြောင့်မျိုးကျွန်တော်အနောက်မှာထပ်ပြီးတော့ကျွန်တော်အသေးစိတ်ကျွန်တော်ပြန်ရှင်းပြပြပါမယ်ဒါတွေ basic လို့နေတဲ့အခုအချိန်ကြီးတည်တဲ့ခါကျရင်နည်းနည်းရှုပ်သွားပါလဲဆိုပါတယ်ဒါကြီးကကျွန်တော်တို့ဒါ advance အပိုင်းဖြစ်ပြီပေါ့နော်နည်းနည်း networking စံတဲ့အပိုင်းဖြစ်တော့ကျွန်တော်နောက်ဆုံးသင်ခန်းစာတွေမှာကျွန်တော်တင်ပေးပါမယ်မိတ်ဆွေအခုတည်ထားပါကကျွန်တော်ဒီနေ့တည်သိစေချင်တဲ့ကျွန်တော် message က RJ45 ကိုကျွန်တော်တို့ဒီ nick kit ယနေ့ kit networking level မှာအရင်အသုံးပြပါတယ်ကျွန်တော်တို့ network ကောင်းနေရတယ် network ကောင်းနေရတယ်ဆိုတော့ဒီကောင်းနေညက်တာပြောတာပါเนาะ RJ45 AB AC က8 position 8 contactor လို့ခေါ်ပါတယ်အခုလက်ရှိကျွန်တော်ပြောမှာသုံးတယ် router တွေနဲ့ router တွေနဲ့ switch တွေချိန်တဲ့နေရာမှာသုံးတယ် switch တွေကနေပြီးတော့ဒီ user computer တွေချိန်တဲ့အခါမှာသုံးတယ်เนาะနောက်ပြီးတော့ကျွန်တော်တို့ communication ကျွန်တော်တို့ဒီ အဲဒီ wall socket တွေပေါ့နော် wall socket ကနေပြီးတော့အဲဒီ customer ရှိရဲ့ customer မှာရှိရဲ့ TV တွေကိုတွားတာဒါမျိုးမှလည်းတုံးတယ် IP PBS တွေမှာတုံးတယ်နော် IP PBS PBS ဆိုတော့က IP PBS ဆိုတာ IP ဆိုတာ internet protocol နော် public branch a chain နော်ခုကောင်ကကြတော့ PBS ကကြတော့ PBS ဆိုတော့ public branch a chain ဒါကကျွန်တော်ပြောပြဆိုရင် internet ပေါ်ကနေပြီးတော့ communication လုပ်လို့ရတယ်ဖုန်းတစ်မျိုးဖုန်းလိုက်တစ်မျိုးပါနော်အဲ့မှာလည်းကျွန်တော်တွေ့နေကြကြ RJ45 ကိုတုံးပါတယ်နော် နောက်ထပ်ကွန်နတာတစ်ခုကတော့ဒါမစ်ဆူရိုရှင်းနေပြီးသားဖြစ်ပါတယ်ဘောနော်ဒါ USB type မျိုးစားရဖြစ်ပါတယ်ဒါရီကလည်းမစ်ဆူရိုတည်တည်တည်ထိုက်တဲ့ကွန်နတာအမျိုးစားရမှာပါပါတယ်ဆိုတော့ကျွန်တော်တို့စပြီးတော့ပြောမယ်ဆိုရင် type A နော် USB ပါဆိုဘလို့ကွန်နတာရှိရဲဆို type A ရှိရဲနော်ပြီးလို့ရှိရင် type B ရှိမယ် micro USB ရှိရဲ type C ရှိရဲ mini USB ရှိရဲ okay ဒါရီကတော့ကျွန်တော်တို့ရှိမယ်တော့ကျွန်တော်သိပါပြီဘာတွေပဲနေရာမှာ type A ကိုသုံးတယ်မိုက်ခရိုယူအက်စ်ဘီကမှာသုံးတယ်တိုက်ဘီကိုပဲနေရာမှာသုံးတယ် ် mini USB လို့ကျွန်တော်ပြမသုံးတာလေဒါတွေကျွန်တော်ထပ်တိဖို့လိုပါတယ်โอเคကျွန်တော်လည်းအတူ detail တော့ကြည့်အောင်နော်ရှိရ user တွေက type A ရှိမယ် type B mini USB micro USB type C โอเคဒါတွေရှိပြီနော်โอเคအခုကျွန်တော်တို့မြင်တွေ့နေရတာကနော် type A နဲ့ type B ပါအဲ့တော့ကျွန်တော် type A ကိုကျွန်တော်ပြမမြင်နိုင်လဲ type A ကတော့အများသောအားဖြင့်ကျွန်တော်တို့ဒီယနေ့ခေတ်မှာအတွေ့အများဆုံးအသုံးအများဆုံး device လို့ကျွန်တော်ပြောလို့ရပါတယ်ကျွန်တော်ပြမမြင်တာလဲ printer မမြင်နိုင်တဲ့ USB လေ USB ကျွန်တော်အခုလက်ရှိသုံးတဲ့ USB ကဒါ type type မျိုးစားပါ scanner မမြင်နိုင်တဲ့ပြီးရင် computer port တွေမှာ connector တွေမှာကျွန်တော် computer မှာပါလာတဲ့ connector တွေရှိရဲ့နော် motherboard တွေမှာဆိုလည်းပါလာတယ် motherboard ဆိုတော့ကျွန်တော်ဆိုတာ computer မှာပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ desktop တွေမှာဆိုရင်လည်း system board တွေမှာ USB ပါလာတယ်ဒါကကျွန်တော်တို့ type A မျိုးစားပါ နော်ပြီးတော့အခု mobile charger mobile phone charger တွေကျွန်တော်တွေ့တယ်အခု phone မှာကျွန်တော်တို့တက်ထားတဲ့ adapter ရှိတယ် adapter ကိုကျွန်တော်တို့ထိုးရတာက type a usb ထိုးတယ်ပြီးတော့မှာဟိုဘက်ကနေပြီးတော့သူကဘာဘာနဲ့ပြန်ဖြတ်လိုက်ဆိုတော့ဟိုဘက်က micro usb နဲ့ကျွန်တော်တို့ဖုန်းထဲကိုပြန်ဝင်တယ် okay နော်ဒါက type a မျိုးစားတော်တော်ကြွကြည့်ချင်အသုံးပြုတယ်နောက်တစ်ခုကကျွန်တော်တို့ type b type b ကကျွန်တော်တို့ကျွန်တော်ဘယ်မှာမြင်တွေ့ရလဲဆိုတော့ကျွန်တော်အထင်တယ်သူကကြီးကြီးမားမား device ရှိမှာပဲမြင်ရတယ်နော်အဲ အဓိကအဖြစ်ဘာမှသူ့ကိုမြင်ရလဲဆိုတော့ကျွန်တော်ပရင်တာတချို့ပရင်တာလေဆိုရင်ကျွန်တော်တို့ USB မလာဘူးမလာရင်ဘာလာလဲဆိုတော့ type B เนาะ type B ဒီလိုဒီလိုဒီလိုပုံစံလေးတွေလည်းပြဆိုတော့တွေ့ပါလိမ့်မယ်ဒါဒီလိုဒီလိုကွန်တာလေးတွေမြင်ပြီဆိုရင်ဒါတိကူကြရပါတယ်เนาะဒါဟာဒါဆိုရင်ဒီကောင်က type B ယူဆသုံးထားတာဆိုတော့ကျွန်တော်တို့သိလို့ရပါတယ်เนาะ Okay နောက်တစ်ခုကကြတော့ကျွန်တော်တို့နောက်ထပ် USB တော့ micro USB เนาะ micro USB ပါမှာကျွန်တော်တို့က B ရှိရယ်เนาะ micro usb b ရှိရယ် micro usb ဆိုတာရှိတက်ရှိရယ်เนาะ micro p n usb b ကကြတော့ကျွန်တော်ပမာသုံးလဲဆိုတော့ external hard drive မှာသုံးတယ် okay external hard drive မှာသုံးတယ်ဘယ်လိုမှမျိုးလဲဆိုတော့ဒီဟာမျိုးပေါ့တစ်ဖက်ကကျွန်တော်တို့တစ်ဖက်ကတစ်ဖက်ကကျွန်တော်တို့ကွန်ပျူတာမှာ USB ထိုးတယ်เนาะဟိုတိုက်ရေပေါ့เนาะ USB ထိုးလိုက်တယ်နောက်တစ်ဖက်ကကျတော့ကျွန်တော်တို့ hard disk ပါလာတဲ့အပေါက်လေးကဒီလိုလေးဒါတော့မိတ်ဆွေတို့မြင်ဘူးလိမ့်မယ် ဒီလိုဒီလိုပုံစံလေးလေတချမ်းတချမ်းဟိုကနေအလဲမှာအချိုက်လေးနဲ့အလိုအလဲမှာခွဲထားတဲ့ဟာလေးနေပေါ့နော်အဲ့ဟာမျိုးကိုကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုတော့ micro usb b လို့ခေါ်တယ်နော် b type ပေါ့ micro usb မှာမှာသူက b နော်အဲ့ဒီဟာမျိုးဗမာအများစုမြင်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ install လေး hardware တွေမှာမြင်တွေ့ရတယ် မရှိဘူးဒီလို install လဲဟက်တက်ဝယ်ရဆိုရင်အဲ့လိုမျိုးအပေါ်နေပါလိမ့်မယ်ကာ case ပါပါတော့ okay နောက်တစ်ခုကကျွန်တော်ကျွန်တော် micro usb micro usb ကကျွန်တော်ကျွန်တော်ဆွနာပြောတဲ့အတိုင်းပဲကျွန်တော်တို့ usb ကျွန်တော်တို့အခုအသွင်းကျိုးရှိရယ်အသွင်းကျိုးပါဆိုရင်ကျွန်တော်တို့အသွင်းကျိုးရဲ့တစ်ဖက်ကိုကျွန်တော်က usb a ကိုတက်ရတယ်နော်ဒီဒီမှာပေါ့ဒါဒါဆို a ပေါ့နော် usb a ကိုတက်တယ်နောက်တစ်ဖက်ကကျွန်တော်ကျွန်တော် computer ဒီဖုန်းကိုလာပါဆိုတော့ဖုန်းကကျွန်တော်ဘာသုံးလဲဆိုတော့ micro usb ကိုသုံးတယ်အဲ့တော့ကျွန်တော်က usb a နဲ့ micro usb ကျိုးလေးတစ်ကျိုးပေါ့နော်ကျိုးလေးတစ်ကျိုးဒါဆိုရင်ကျွန်တော်ဖုန်းအသွင်းလိုက်ပါလိမ့် အဲ့တော့ဒီ micro usb ကိုများသောအားဖြင့်သုံးတာက mobile တွေမှာဖြစ်ပါတယ်မိတ်ဆွေမှတ်ထားပါ micro usb ကျွန်တော်တို့အခုဖုန်းတွေရောအားသွင်းတဲ့အကျိုးကပါအမျိုးအစားလဲဆိုရင် mobile တွေအတွက်ကိုထုတ်ထားတဲ့အမျိုးအစားဖြစ်ပါတယ်သူ့ကိုအဲ့ဒီ usb အားဖြင့်ဆို category အားဖြင့်ဆိုရင် micro usb လို့ခေါ်ပါတယ်တစ်ဖက်ကတော့ကျွန်တော်တို့မှတ်ထားမှာ usb type a အမျိုးအစားဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ဒီ micro usb b ကကြတော့ကျွန်တော်တို့ဒီ hard disk hard disk drive ပေါ့နော် hard external hard disk drive ဒီမှာကျွန်တော်တို့မြင်တွေ့ရပါတယ်နော်ဒီကောက်မြင်တွေ့လေးရှိပါတယ်နော် โอเคเนาะเอ่อ USB type C ကိုကြတော့ကျွန်တော်တို့ပမာအများဆုံးပြတွေ့ရတယ်ဆိုတော့ USB type C ကိုကြတော့ကျွန်တော်တို့ဒီပုံเนาะအဲဒီနောက်ပိုင်းထွက်လာတဲ့ဖုန်းတွေမှာကျွန်တော်အများဆုံးပြတွေ့ရတယ်။ Type C ရဲ့အားသာချက်ကပါလဲဆိုတော့သူ့မှာကတော့မဆိုရင်အတက်ပြောင်းမယ်မရှိရောကျွန်တော်တို့ကဒီလို Type C ကိုပတ်လက်ထိုးမယ်โอเคပတ်လက်ထိုးလိုက်မယ်ဝင်တယ်ကျွန်တော်တို့ကကွန်ပျူတာဖုန်းတွေကိုဝင်တယ်ပြောင်းပြထိုးမယ်ဝင်လေဆိုတော့ကျွန်တော်တို့ Android မှာဆိုရင်ပလက်နဲ့မှောက်ပုံရှိတယ်နော်ကွန်ပျူတာမှာလေ Micro USB မှာဆိုရင် ပလက်ရှိရမှောက်ဖို့ရှိပလက်ထိုးလို့ရှိရင်တက်နေရောမဝင်ဘူးမှောက်ဖို့ထိုးမှာဝင်နေဆလော်တွေရှိရအဲ့လိုမျိုးပေါ့ဒါပေမဲ့တိုက်စီမှာကျတော့သူကအဲ့လိုမဟုတ်ဘူးဘလူးထူးထူးချက်စလိုထူးအတက်ပြောင်းပြန်မရှိဘူးအဆင်ပြေတယ်ဒါကိုဒါကတိုက်စီရဲ့အားတကျဖြစ်တယ်နောက်တစ်ခုကဒီနောက်ပိုင်းမှာကျတော့တွေ့လာတာတိုက်စီဆိုရင် first charging ရတာလေးရှိတယ်နော်ဒါလည်းဒါလည်းတိုက်စီရဲ့စပူပေးနိုင်တဲ့ စပူပေးနိုင်တဲ့ဟာတခုပါပဲနောက်တစ်ခုကကျွန်တော်တို့ကတိုက်စီကဖုန်းတွေမှာပဲမြင်ရတာလေမဟုတ်ပါဘူးဒီနောက်ပိုင်းမှာကျွန်တော်တို့ထွက်လာတဲ့ laptop တွေပေါ့နော် device တွေ laptop တွေမှာလည်းကျွန်တော်တို့တိုက်စီ တချို့ laptop တွေမှာ type c ဆက်ပို့ပြီးရ USB ကြီးပါလာတယ်နော် scroller တွေပါလာတယ်နောက်တစ်ခု wireless mic တွေကျွန်တော်တို့အားထုတ်တဲ့အခါမှာ type c ကိုအသုံးပြုလာတယ်နောက်တစ်ခု keyboard speaker ပေါ့နော်ဒါတွေပြီးတော့ smartphone device တွေကိုအသုံးပြုတဲ့အခါမှာလည်းကျွန်တော်တို့ type c ကိုအသုံးပြုနေကြတဲ့အသုံးလာတယ်နော်အဲနောက်အဓိကအသုံးများတော့ mobile device တွေပေါ့နော်ဒါပေမဲ့တခြား device တွေမှာလည်းအသုံးပြုရဆိုတာကျွန်တော်တို့သိထားပါမယ်နော် type c က โอเคနောက်ထပ် connector တစ်ခုကပါလဲဆိုတော့ lightning connector ပါเนาะ lightning connector ကကျွန်တော်တို့ဒီ android phone ဒီ usb နဲ့တော့မဆိုင်တော့ဘူးသူက connector တစ်ခုပါဘယ်ဟာထုတ်တာလဲဆိုတော့သူက apple ဟာထုတ်တာ connector တစ်ခုပါเนาะ apple product ဖြစ်ပါတယ်ဘယ်နေရာတွေမှာကျွန်တော်တို့တွေ့ရလဲဆိုရင် iphone ipad ipod device တွေ ਨੇ ပြီးတော့အဲ့ apple ဟာထုတ်တယ် wireless mic တွေ keyboard တွေ speaker တွေเนาะပြီးတော့တခြား smartphone device တွေမှာကျွန်တော်တို့တွေ့ရပါတယ်เนาะ ဒီဟို lightning connector ဆိုတော့သူကတော့တည်တက်သူကတော့ app အတွက်ထုတ်ထားတာဖြစ်ပါတယ်ကျွန်တော်ဒီ android phone တွေမှာတော်တက်လို့ရမှာမဟုတ်ပါဘူးဒီ lightning connector ဆိုတော့အဲ lightning connector တွေကိုမှသူက phone မျိုးစားပုံကိုတည်ပြီးတော့เนาะခွဲခြားတာရှိပါတယ်เนาะ connector စီကတော့ app အများကြီးထုတ်ထားပါတယ်เนาะနောက်တစ်ခုကကြတော့ ကျွန်တော်နောက်တစ်ခုပြောပြပေးချင်တာကမိတ်ဆွေတို့ဆိုတော့မပြောပြရသေးတာတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ molus connector နော်အဲ molus connector ကအခုလက်ရှိသုံးသေးလားဆိုတော့သုံးပါတယ်နော်ဒီမာသပုတ်တွေမှာကျွန်တော်တို့သုံးတယ်ဘယ်နေရာမှာသုံးတာလဲဆိုတော့သူ့ကိုကျွန်တော်တို့ကဒီတချို့ဆိုရင်တချို့နေရာတွေမှာဆိုရင်သူကအဓိကပေါ့ဗျာအဓိကလက်ရှိသုံးနေရတာတော့ fan တွေတက်တဲ့အချိန်မှာသုံးပါတယ် fan တွေကို power ကျွေးတဲ့အခါကျရင် molus connector ကိုသုံးပါတယ်နောက်တစ်ခုကကြတော့နော် cpu fan power နော် CPU fan ပေါ့ CPU fan ကို power ကျွေးတဲ့အခါကျရင် CPU fan ကို power ကျွေးတဲ့အခါကျရင်ကျွန်တော်တို့က molar collider ကိုတုံးပါတယ် 4pin molar collider ကကျွန်တော်တို့အဓိက power အတွက်တုံးတာပါ hard disk drive တွေမှာ SATA hard disk drive တွေမှာ power အဖြစ်ကျွန်တော်တို့အသုံးပြုလို့ရတယ်ပြီးတော့လက်ရှိမှာ CPU ရဲ့ fan power တွေဖြစ်ကျွန်တော်တို့ molar collider ကိုတူညီကြခြင်းအသုံးပြုရဲ့လက်ရှိအထိမာတဖို့ဒီမှာကျွန်တော်တို့အသုံးပြုနေတာကိုတွေ့ရပါတယ်နော် okay ဒါရော molar collider ရဲ့အသုံးပြုမှုတွေပါ โอเคအခုကျွန်တော်ပြောသွားခဲ့တဲ့အခုကျွန်တော်ပြောသွားခဲ့တဲ့အကြောင်းအရာတွေကတော့နော်အာမိတ်ဆွေတို့အတွက်ဒီယနေ့ခင်ပါဘောနော်မိတ်ဆွေတို့ဒီလေးလာလို့ရမှာဘောနော်တည်တည်တည်ထိုက်တယ်နော်မိတ်ဆွေတို့တည်တည်တည်ထိုက်တယ်ကွန်တာစတီဖြစ်ပါတယ်တချို့ကွန်တာစတီကတော့ဒဲ networking level နည်းနည်းပါပါတယ်တချို့ဆိုရင် console ကျူးတွေပါတယ်အဲတချို့ဆိုကျွန်တော် RJ45 ပါတယ်နော်ဒါပေမဲ့ဒါတွေကအတုံးဝင်နေတဲ့မိတ်ဆွေတို့ကျွန်တော်က A+ မှာထည့်ပြီးပြောကြားပေးခြင်းဖြစ်ပါတယ် software ချင်းမှာကျွန်တော်ရဲ့ video လေးကိုကြည့်ရှုပေးတဲ့မိတ်ဆွေတွေကိုကျွန်တော်ကျေးဇူးတင်ပါတယ်